ီတစ်ပတ်မှာတော့နိုဝင်ဘာလမွေးဖွားသူမွေးနေ့ရှင်များအတွက်မွေးနေ့ပွဲလေးလုပ်ပေးဖြစ်ခဲ့ပါတယ်ရှင်။မြမရိုးရာအစားအစာတစ်ခုဖြစ်တဲ့မုံဟင်းကားလေးချက်ဖြစ်ခဲ့ပါတယ်ရှင်။ငါးဝရောငကြင်းရောငဖယ်ရိုးရောအသုံးပြုထားပါတယ်ရှင်။စာဆလင်ငပြိုင်နဲ့အားပါတရနေပြီ45မိနစ်ခန့်လှတ်ထားပေးရမှာဖြစ်ပါတယ်။အနံ့မွေးစီဖို့အတွက်ဇပယ်လင်နဲ့ အရသာအတွက်ထက်ညက်ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ကမရေကိုတော့ပြုတ်ပြီးချိန်လိုက်ပါမယ်ရှင်။ညီဘဲကိုတော့လှော်ပြီးထောင်းထားလိုက်ပါမယ်။မပြောဘူးလေပပလိပြီးဆရင်းမုံနဲ့စိန်ပေးထားရမှာဖြစ်ပါတယ်။ကျိတ်ထားတဲ့စက်သွန်ပြူတွေကတဝက်ကိုတော့စီကျက်ချက်ဖို့ပြင်ဆင်လိုက်ပါရရှင်။ရွှေဝါရောင်နေထားလေးရပြီဆိုရင်တော့စီကျက်လေးရပါပြီရှင်။ ဘဲဥအတွက်ဘဲဥတွေပြုတ်ထားရမှာဖြစ်တယ်လို့စက်သွန်အဖြူအနီးဂျင်းနဲ့ဇပလင်တို့ကိုလည်းထောင်းထားပေးရမှာ ဖြစ်ပါတယ်။စီစားတက်ပါတော့မယ်ရှင်။ထောင်းထားတဲ့ဂျင်းဇပလင်စက်သွန်အဖြူအနီးတို့ကိုအစစ်စင်ထည့်ပြီးနောက်ဆုံးမှာတော့အယောင်တင်မှုတ်ထည့်ပေးရမှာ ဖြစ်ပါတယ်။ယူသီးစိမ့်နဲ့ပျောက်သွားတဲ့အခါမှာတော့ထွင်ထားတဲ့ငါးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ မဝင်းငါကောင်းဖို့ဆိုလို့ရှိရင်တော့ငါစီတက်တာကောင်းဖို့လိုပါတယ်စိတ်ရှိရှိနဲ့နာနာလေးစီတက်ပေးရမှာဖြစ်ပါတယ်ကျမကတော့စံလုံးမှုဥစားမွေးရဲ့မဝင်းငါဟင်းရီမှုကိုအသုံးပြုထားပါတယ်ရှင်အယိုးကျင်ထားတဲ့ငါအရေတွေရဲ့မိမိလိုသလောက်အရေထည့်ပြီးရေနွေးစုအောင်တည်ပေးရမှာဖြစ်ပါတယ်ရင်ွေးစုလာရင်တော့မဝင်းငါဟင်းရီအနှစ်မှုတ် ထောင်းထားတဲ့မြေပဲကလေးပဲစီသက်ထားတဲ့ငားတွေကိုအစင်းစင်းထည့်ပေးရမှာဖြစ်ပါတယ်။ပြင်ဆင်ထားတဲ့အိုးဘဲဥကိုလည်းတခါတည်းထည့်ပေးရမှာဖြစ်ပါတယ်။အရသာအတွက်စားနဲ့အချိုမုတ်ကိုလည်းတခါတည်းထည့်ပြီးစူအောင်တည်ပေးရမှာဖြစ်ပါတယ်။ဟင်းဝှစူလာတဲ့အခါမှာတော့ငပြောဥ၊ဘဲဥ၊ကြက်တုံဥတွေကိုအစင်းစင်းထည့်ပေးလိုက်ပါရှင်။ င်တော့အနံလေးမွေးစီဖို့အတွက်ထောင်းထားတဲ့ငရုကောင်းမှုလေးထည့်ပေးလိုက်ပါဟင်းဟိုးနာနာလေးဆိုရင်တော့စားလို့ရပါပြီရှင်ကဲဒီမုံဟင်းကမှမကောင်းရင်တော့ဘယ်မုံဟင်းကကောင်းမှလဲရှင်နှွေမာလာမွေးနေ့ရှင်များအားလုံး happy birthday ပါနော်စားကြပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်